မျိုးသမီးတွေအနေနဲ့ရောဂျန်ဒါအရလူနည်းစုဖြစ်တဲ့လိင်စိတ်ခံယူမှုကွဲပြားတဲ့သူတွေအနေနဲ့ရောလုံခြုံစိတ်ချရတဲ့အနေအထားတွေနောက်ပြီးတော့ဒန်းတူလုံပိုင်ခွင့်တွေအမျိုးသားတွေနဲ့ရှင်ကြည့်မယ်ဆိုရင်အများကြီးလိုအပ်နေသေးတာကိုသွားတွေ့ရတာပေါ့နော်ဒီလိုလိုအပ်ချက်တွေအတွက်ကဘယ်လိုမျိုးများဖြည့်ဆည်းပေးနိုင်မလဲဘယ်လိုတွေကုစားလို့များရနိုင်မလဲနောက်ပြီးတော့စိတ်လုံခြုံမှုတွေရလာအောင်ဘယ်လိုတွေဆောင်ရွက်သင့်တယ်လို့ထင်လဲဆိုတော့စိတ်လုံခြုံမှုရအောင်ဘာတွေလုပ်ပေးနေတယ်လဲလို့မေးတဲ့အခါကျရင်တော့ကျွန်တော်တို့မျိုးသမီးချင်းချင်းဆိုရင် အချင်းချင်းနားထောင်ပေးတယ်ဒါပထမဆုံးစိတ်လုံခြုံမှုရတယ်ဆိုတော့အနည်းကငါရှိတယ်အနည်းဆုံးနည်းကငါရှိတယ်ဆိုတဲ့ဟာလေးကနေပထမဆုံးစတာပေါ့နော်တစ်ချိန်တည်းမှာငါတို့တွေတူတူမျှပြီးတော့နေကြမယ်ငါငါ့မှာလုံခြုံတဲ့နေရာရှိတယ်အဲ့ဒါတော့ငါတို့တူတူဒီလုံခြုံတဲ့နေရာလေးမှာမျှနေကြမယ်ငါတို့လုံခြုံတဲ့အရောက်ဝန်းတစ်ခုပြောင်းတူတူတိစောက်ကြမယ်အဲ့ဒါတော့ငါတို့တွေငါတို့လက်နဲ့ငါတို့ဒီလုံခြုံတဲ့အရောက်ဝန်းပြောင်းချဲ့ကြကျွန်တော်တို့ကလူပဲစီအတဲကိုတိဆောက်နေကြလားအိကလာမှာကိုကိုတိုင်းကလူပဲစီအတဲကိုပြန်တိဆောက်အေးတိဆောက်တဲ့အထဲမှာအမျိုးသမီးပဲဖြစ်အမျိုးသားပဲဖြစ်အခြေဒီပဲဖြစ်ပါဝင်လို့ရတယ် ။ဒါပေမဲ့အဲ့ဒီပါဝင်တဲ့သူအားလုံးမှာအချင်းချင်းကြားထဲမှာရုပ်စိတ်ပိုင်းရုပ်ပိုင်းအလိမ်ပိုင်းဆိုင်ရာအကြံဖက်မှုလည်းမလုပ်တော့ဘူး။တစ်ချိန်တည်းမှာကိုကြည့်သေးလားလည်းအကြံဖက်မှုမလုပ်ရဘူး။ညာနာပိုင်းဆိုင်ရာအကြံဖက်မှုမလုပ်ရဘူး။ချင်းချင်းကြားထဲမှာသူ့ရဲ့အားသာချက်အားနည်းချက်ကိုလေးစားလက်ခံပြီးတော့လိုက်နာဖို့လုပ်တယ်။အားသာချက်တွေကအကြံဖက်မှုလုပ်ဖို့အတွက်အားသာချက်တွေကအလွယ်သုံးစားလုပ်ဖို့အတွက်အသုံးမချဘဲနဲ့အားသာချက်တွေကတခြားလူရဲ့အားနည်းချက်အတွက်အကာအကွယ်ဖြစ်အောင်ဒါမှမဟုတ်ဘူးဆိုရင်လည်းအထောက်အပံ့ဖြစ်အောင်လုပ်ပေးနိုင်ဖို့အတွက် အာကျွန်တော်တို့အကြောင်းကိုတခုတိဆောက်နေတယ်ပေါ့နော်ဆိုတော့ Goddess Moment မြန်မာဆိုရင်အဓိကလောက်တဲ့အလောက်ကအမျိုးသမီးတွေနိုင်ငံရေးထဲမှာအမျိုးသမီးတွေနိုင်ငံရေးစကားကိုလူပွဲစီကအလေးစားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါကိုတိဆောက်နေတဲ့အဖွဲ့အစည်းဖြစ်တယ်နောက်တစ်ခုကကြတော့လုံခြုံတဲ့အရေးဝန်တခုပေါ့နော်ကျွန်တော်တို့ရဲ့ internet ကိုရှိတယ်အင်တာနက်ကိုထဲမှာဆိုရင်အမျိုးသမီးတွေလုံခြုံတဲ့ဆွေးနွေးလို့ရတယ်စကားပြောလို့ရတယ်ထုတ်ပြောလို့ရတယ်ကျွန်တော်တို့ဈားထဲမှာလက်ခုပ်ကြည့်ပြကြတယ်ပေါ့နော်အားပေးကြတယ်အဲလိုမျိုးခင်းချင်းနဲ့စိတ်လုံခြုံမှုကြောင့်ကုညီနေပါတယ် အာအမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စကားလုံးကို frame တစ်ခုထဲမှာမြင်ရတာတော်တော်ရှားပဲအများစုဆိုကျွန်တော်တို့အမျိုးသမီးနဲ့ gender ကိစ္စတွေအမျိုးသမီးနဲ့ peace နဲ့ကိုပို့ပြီးတော့တွဲကြတယ်ပေါ့နော်ဆိုအမျိုးသမီးနဲ့ politics ဆိုရင်တော်တော်ရှားရှားအဲ့ချိန်မှာအဓိကဒီ positive form မြန်မာရဲ့ agenda ပေါ့နော်ဆို agenda ကအမျိုးသမီးနိုင်ငံရေးထဲမှာပါဝင်ခွင့်အဲ့ချိန်ထဲမှာအမျိုးသမီးတွေကလက်ရှိနိုင်ငံရေးထဲမှာတိုက်ရိုက်ပိုင်ဝင်ခွင့်ရှိရအဲ့ကြောင့်အရာဝအရေးဘယ်လိုဖြစ်နေသလဲအာလက်ရှိနူးတော်နိုင်ငံရေးမှာရောနိုင်ငံရေးရာ processor ဖြစ်လဲဆိုတာကိုတော်တော်ဝင်ပြောတယ်ပြောတဲ့ချိန်မှာဘာထူးခြားသလဲဆိုတော့ ဒီ ERO advocacy ဝင်တဲ့ချိန်မှာပဲဖြစ် ERO ကို advocacy ဝင်တာတော့နိုင်ငံရေးကိုတိုက်ရိုက်ပြောနေတာချိန်မှာအာသူတို့ပြောနိုင်သားပဲပေါ့နော်ဆိုတော့အမျိုးသမီးတွေလိုကဏ္ဍမှာလမ်းပေါက်လာသားပဲဆိုတာကို surprise ဖြစ်တဲ့အမျိုးသားတွေကိုကျွန်တော်အများကြီးတွေ့ရတယ်ကျွန်တော်တို့အမျိုးသမီးတွေကအမြဲတမ်းငါတို့အမျိုးသမီးတွေအနေနဲ့ဆိုတော့အမြဲတမ်း frame လုပ်ပြီးတော့ပြောရတဲ့အခြေအနေတွေမှာပဲအမြဲတမ်းနေခဲ့ရတယ်အဲ့ဒါကိုလူ့ဖွဲ့စည်းရောအမျိုးသားတွေရောအမျိုးသမီးတွေရောအဲ့ဒါတခုတည်းအသားချနေတဲ့အခါကျတော့အမျိုးသမီးရဲ့နိုင်ငံရေးရောတော့ frame ထဲပြန်ပြောတဲ့အလေးထားတစ်ခုပြန်ရအောင်ဆိုပြီးတော့ အဲ့ဒါကိုချင့်ကတ်တာပေါ့နော်ဆိုတော့ဒီချင့်ကတ်ချက်နဲ့ bodies for women မြန်မာနာမည်အဖြစ်ရောဒီလောက်တဲ့အလောက်အပိုင်းအဖြစ်ရောအာဒီလှုပ်ရှားနေတာဖြစ်ပါတယ်လို့